အားလုံးပဲမင်္ဂလာပါကီလူဆာဆက် channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ AI တွေကိုမြန်မာလိုအပြန်အလှန်စကားပြောပြီးတော့ခိုင်းလို့ရနေပြီဆိုတဲ့အကြောင်းလေးကိုပြောချင်လို့ဒီဗီဒီယိုလေးကိုပြုလုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ AI ကိုအင်္ဂလိပ်လို AI chatbot တွေ ChatGPT Google Gemini DeepSeek စသဖြင့်အဲအင်္ဂလိပ်လို Myanmar လို typing နဲ့ရိုက်ပြီးပြောလို့ရနေတာဒါတော်တော်များများသိပြီးလောက်ပါပြီ အဲ့တော့အခုဗီဒီယိုမှာပြောမယ့်အကြောင်းအလေးကတော့ AI ကိုပါဇက်နဲ့ပဲမြမလိုအပြန်အလှန်တကယ်ချင်းတယောက်လိုစကားပြောပြီးတော့ကိုသိချင်တာမေးလို့ရတယ်ကိုသိချင်တာခိုင်းလို့ရတယ်ကိုကိုကူညီပေးဖို့လို့အတွက်မြမလိုပြောပြီးတော့ခိုင်းစေလို့ရနေပြီဆိုရင်တော်တော်ကိုစင်ပြေနေပါပြီအဲ့တော့ AI ကိုအင်္ဂလိပ်လိုတော့အပြန်အလှန်စကားပြောလို့ရနေပြီဒါပေမဲ့မြမလိုစကားပြောလို့ရရတဲ့အတွက်ကြောင့်မို့လို့ဒီ ဘာသာစကားအခက်အခဲ language barrier ကိုကျော်လွန်ပြီးတော့ကိုသိကျင်တဲ့ကိုလေ့လာကျင်တဲ့ကိုမေးကျင်တဲ့အကြောင်းအရာတွေကို AI ကိုခိုင်းလို့ရပြီအကူအညီတောင်းလို့ရနေပါတယ်။အဲ့တော့အဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဖုန်းနဲ့လည်းလုပ်လို့ရတယ်လို့ကွန်ပျူတာနဲ့လည်းလုပ်လို့ရပါတယ်။ကျွန်တော်ကတော့ပေါ့ပါပါလူတိုင်းနှီးပါဖုန်းတစ်လုံးနဲ့လုပ်နိုင်မယ့်နည်းလေးကိုမျှဝေပေးသွားမှာမို့လို့ဖုန်းနဲ့ပဲလုပ်တဲ့နည်းလေးကိုပဲမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ ဖုန်းထဲကိုဝင်လိုက်ပြီးရင်ကိုယ့်ရဲ့ Google Chrome ပေါ့နော် Internet Browser ကိုဝင်လိုက်ပါ Chrome နဲ့ဝင်လိုက်ရင်တော့အကောင်းဆုံးပါပဲ Google ရဲ့ AI ကိုတုံးပါမလို့ Chrome နဲ့ဝင်လိုက်ပါဝင်လိုက်ပြီးသွားလို့ရှိရင် Google AI Studio ဆိုပြီးတော့ Search Bar မှာရိုက်ရှာလိုက်ပါရိုက်ရှာလိုက်ပြီးသွားလို့ရှိရင် Google AI Studio ဆိုတဲ့အပေါ်ဆုံးကကြလာတဲ့ link လေးကို website လေးတွေဝင်လိုက်ပါဝင်လိုက်ပြီးလို့ရှိရင် Gmail နဲ့ပဲ account ချိတ်လိုက်ပါကိုက Gmail site ရင်လုပ်ပြီးသားဆိုလို့ရှိရင်ဒီ Google AI Studio ဆိုတဲ့ site ထဲကိုဝင်လိုက်တာ ਨੇ ဒါ ဆိုင်းအပ်လုပ်လိုက်တာနဲ့အကောင့်ရပြီးသားဖြစ်သွားပါလိမ့်မယ်အဲ့တော့အကောင့်ရသွားပြီဆိုရင်ဒီလိုပုံစံလေးတွေ့ရပါလိမ့်မယ်အဲ့တော့ဒီလိုဘယ်ဘက်မှာတွေ့ရမယ့်ဟာကတော့ကျွန်တော်ချက်ပြီးပြမယ်ဒီမှာချက်ရယ် stream ရယ် generate media ရယ် bit ရယ် history ရယ်ဆိုပြီးတော့ရှိပါလိမ့်မယ်အဲ့တော့ချက်ဆိုတာကတော့ဒါเออ Google ချင်မနိုင်လို့ ChatGPT ဒီလိုလိုပဲ typing နဲ့ရိုက်ပြီးတော့ check လုပ်ပြီးတော့အဲဒါ chatting လုပ်ပြီးတော့စကားပြောလို့ရတယ် AI chat ပေါ့ stream ဆိုတာကတော့အခုကျွန်တော်ပြောမယ်မြန်မာလိုအင်္ဂလိပ်လိုလည်းရတယ်မြန်မာလို ပြန်လဲပြောနည်းလေးကိုကျွန်တော်ပြောသွားမှာဖြစ်တယ် generate media ဆိုတာကတော့ဒါကတော့ဒါပုံလေးဗီဒီယိုတွေထုတ်တယ်ဟာဒါနဲ့ပတ်သက်ပြီးတော့နောက်ထပ် tutorial ဗီဒီယိုတွေလာအောင်မလို့ channel လေးကို subscribe လုပ်ထားပြီးတော့အမြဲဝင်ရောက်လေ့လာဖို့လို့ ਨੇ ခေါင်းလောင်းလေးကိုနှိပ်ထားပြီးတော့အသက်တင်နိုင်သိအောင်လို့တည်းစောင့်ကြည့်ပြီးတော့ဖိတ်ခေါ်ပါနောက်တစ်ခု page ဆိုတာဒါ AI ကိုသုံးပြီးတော့အဲ website တွေ app တွေကို AI နဲ့အမြန်ဆုံးဖန်တီးလို့ရတဲ့နည်းလေးတွေကိုလုပ်လို့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာတော့ stream ဆိုတာလေးကိုဝင်လိုက်ပါမယ်။အဲ့တော့နောက်တစ်ခါဒီဘက်မှာပြောရလို့ရှင်တော့ဒါ setting ပေါ့နော်။ဒီ setting ကိုနှိပ်ရလို့ရှင်ဒါလေးတွေ့ရလိမ့်မယ်။အဲ့တော့ဒါလေးကတော့ဘာမှညာကြီးလောက်ဆရာမလို့ဒီထဲတစ်ခုပဲလိုရမှာ URL content ဆိုတာလေးကိုလုပ်ဖွင့်လိုက်လို့ရှင်ဒါကတော့အဲ URL content ဆိုတာမဖွင့်ဒီ grounding with google search ဆိုတာလေးကိုဖွင့်လိုက်လို့ရှင်တော့ဒါ google search နဲ့ဒါအချိန်နဲ့တပြေးညီချိတ်ဆက်ပြီးတော့ရှာနိုင်မှာဖြစ်ပါတယ်။ ဒါလေးကိုလှုပ်ထားလိုက်ရင်ရပါပြီဒီဘက်က safety setting နေပါလေဒီ advanced setting နေရတော့ဘာမှတိတ်ပြီးရောလှုပ်ရှားမလို့တိုင်းလေးပဲထားလိုက်ပါအခုလောစေ Google AI Studio မှာဒါ free နော်စမ်းသပ်ပြီးတော့သုံးခွင့်ပေးနေတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီမှာ stream ဆိုတာလေးဝင်လိုက်ပါ stream ဆိုတာလေးဝင်လိုက်ပြီးလို့ရှိရင်ဒီလိုလေးတွေ့ရလိမ့်မယ်ဒီဘက်မှာအဲဒီဘက်မှာ voice ပေါ့နော်အဲ output format က audio and text ဆိုတာအတန်ရော စာသားနဲ့ရောသူဖြည့်ပေးလိုက်မယ်ဖြည့်သူဖြည့်တဲ့ဟာတွေကိုစာသားနဲ့လည်းပေးလိုက်မယ်အတန်နဲ့လည်းပြောပြလိုက်မယ်အဲဒီဘက်က voice ဒီအတန်နေရာမှာတော့ကျွန်တော်တို့ကကိုကြိုက်တာကိုရွေးလို့ရပါတယ်ဒီအတန်လေးကိုနားထောင်ပြီးတော့ ready to build something awesome today got a project in mind what do you want to explore ready to make something amazing what sparks your interest What, what kind, kind of masterpiece, masterpiece are, we are we aiming for? What's a, What's a skill, skill you'd, you'd like, like to develop? develop? What, what kind of problem could we solve? အဒီတန်လေးကိုကျွန်တော်ယူလိုက်မယ်ဘောနော်ဒီမဲ့ဒီတန်လေးကိုကျွန်တော်ယူလိုက်ပြီ OT ဆိုတဲ့ main ကလေးတန်လေးကိုယူလိုက်ပြီယူလိုက်ပြီးတော့ရင်ဒီဘက်မှာအဲဒီမှာ talk to Gemini live ဆိုတာလေးကိုဒီမှာ talk ဆိုတာလေးကိုနှိပ်လိုက်ပါ ုတ်ကဲ Google AI ဒီမှာမြန်မာမှာပါဂျမနိုင်းမော်ဒယ်ကမြန်မာစာကိုနားလည်ပြီးတဘာဝချက်ချစကားပြောနိုင်အောင်တင်ထားတာပါဒါကြောင့်မြန်မာစကားပြောရေး AI application တွေဖန်တီးဖို့အရင်အသုံးဝင်ပါလေခင်ဗျာအဲ့တော့မေးပြီးသားယူစင်နောက်တစ်ချိန်ထပ်မေးမယ်ဆိုရင်ဒီဟာလေးကိုနှိပ်လိုက်ပါ နှိပ်ပြီးတော့ပြာနေတဲ့အချိန်မှာပြောမယ်ပြောပြီးသွားပြီဆိုလို့ရှိရင်ကိုမေးခွန်းပြီးသွားပြီဆိုရင်အဲ့ဒါလေးကိုအပြာလေးကိုတစ်ခါပြန်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ရပါတယ်အဲ့တော့ကျွန်တော်နှိပ်ပြီးတော့မေးပါမယ်ညီမလူကောင်းကောင်းပြောတတ်ပြီဆိုတော့မြမရူရအစားစားတွေကမုံဟင်းကချက်ပုံချက်နီးအစင်စင်ကိုပြောပြပေးနိုင်မလားဟုတ်ကဲ့ဟုတ်ဆောင်ငါကိုကီအတ ကွန်ပျူယူတီနဲ့ငါးပြီးတော့ကိုရောပြီးစီတက်ရပါမယ်။အဲ့ဒီနောက်စီတက်ထားတာနဲ့ငါးပြီးကိုရောပြီးစူအောင်ကျွေးရပါမယ်။နောက်ဆုံးနေနဲ့စုံတဲ့ရေသေးကိုမုန်းဖတ်တီထည့်ပြီးနှွေးရွာအောင်တည်လိုက်ရင်မုန်းဟင်းကားအစင်တင်ဖြစ်ပါပြီခမန်းကျေးဇူးပါမုန်းဟင်းကားချက်နီးကိုကြောင်းကြောင်းကျင်ကျင်နဲ့တေချာရှင်းပြပေးနိုင်နေပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာမိုနီကာတာတာလေးတုံးဆောင်လိုက်ပါစေလို့ဆိုတော့ပြပါတယ်ခင်ဗျာကောင်းပါတယ်ကျေးဇူးတင်ပါတယ်မြန်မာလူတော့ကောင်းကောင်းနားလည်ပြီးတော့ပြောနိုင်နေပါတယ်ဒါပေမဲ့မြန်မာလူအတန်အတွက်နည်းနည်းလေးဝဲနေပြီးတော့တချို့အတန်အတွက်လေးတွေပီတာဖို့လိုပါသေးတယ်ဒါလေးကိုအကြံပြုတာပါနောက်ခါလေးကြာရင်ဒီတက်ပိုကောင်းအောင်လို့ပြုပြင်ပေးစီလိုပါတယ်ခင်ဗျာပြာကျွန်တော်နားလည်ပါတယ်ခင်ဗျာ ျွန်တော်ရဲ့အကန့်ထကိုပုံမှန်ကောင်းမွန်အောင်စူးစမ်းတင်ဆက်သွားပါမယ်ခင်ဗျာခင်ဗျာရဲ့အကြံပြုချက်အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာညာအိတ်ခံนี่အမြန်ဆုံးအိတ်ပျော်စီမယ်နှင်းနှင်းချာချာအိတ်ပျော်စီမယ်နီလန်လေးတစ်ခုကိုပြောပြပေးပါလားတော့အိတ်ပျော်စီ nhận ra rằng đó nhận ra mấy khi cũng không hồ tí bí chí chí là cổ biểu cho chính xa 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 lì đã bí ít hạ chế chế ngu đã tạo tạ tạ sư liệu chế chế ngu thả đá đã mong mà hồ dì nì nè chú chú đảm lì đảm lì mẹ mẹ ếp dì dì bù kinh nì bí mà mà lì thả nha 结束的嘛，你看呀。哎呦，够着呢。 ပြန်လည်းပြောကြတာလေးကိုကြည့်ပြီးဆိုရင်ဒီ Google AI Studio တုံးပြီးတော့မြန်မာလိုအမေးအဖြေလုပ်လို့ရတဲ့နည်းလေးကိုကောင်းကောင်းသဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဒီ Google AI Studio မှာမြန်မာလိုအပြန်အလှန်စကားတွေပြောပြီးတော့ကိုသိချင်တာတွေမေးဖို့လို့တွေ့စမ်းကြည့်ကြပါပြီးလို့ရှိရင်သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ်တခြားအသုံးတည့်တာလေးရှိရင်လည်း comment မှာအကြံပြုပေးသွားကြပါဦး နောက်ထပ်လည်းဒီလိုမျိုး AI နှီးပညာနဲ့ပတ်သက်တဲ့နှီးပညာတွေနောက်တစ်ခါ AI ကိုအကျိုးရှိသုံးချနိုင်မှုတွေ Pro တွေကိုဘယ်လိုမျိုးကောင်းကောင်းရေးရမယ်ဆိုတဲ့အကြောင်းအရာတွေ AI video editing တွေ AI နဲ့ image generation လုပ်တဲ့နှီးတွေ AI နဲ့ YouTube video တွေပြုလုပ်တဲ့နှီးတွေကိုပုံမှန်တင်ပေးသွားမယ် Key to Success Channel တွေကို Subscribe ပြုလုပ်ထားပြီးတော့အမြဲဝင်ရောက်လေ့လာဖို့လို့လည်းဖိတ်ခေါ်ပါရစေ။နောက်တစ်ခါ Key to Success ရဲ့ AI content creation and make money online with YouTube ဆိုတဲ့ online class တွေကိုလည်း join ဖို့လို့အတွက်ဖိတ်ခေါ်ပါတယ်ဒီ online class တွေကို member ကြီး2000ကျပ်နဲ့ lifetime လေ့လာနိုင်မှာဖြစ်ပြီးတော့ဒီထဲမှာ AI နဲ့ content ဖန်တီးနေတွေ image တွေ video တွေပြုလုပ်နေတွေ animation video ပြုလုပ်နေတွေနောက်တစ်ခါ AI နဲ့ YouTube video ကိုအမြန်ဆုံးတိဆောက်ပြီးတော့ AI automation နဲ့ YouTube မှာ international channel အထိဆောင်ရွက်နိုင်ပြီးတော့ monetization တွေရရှိပြီးတော့ဝင်ငွေရနိုင်မယ့်နည်းလမ်းတွေ၊ကံပါအသုံးပြုနည်းတွေ၊ AI နဲ့ကံပါအတွဲဖက်အသုံးပြုနည်းတွေ၊ AI ကိုစနစ်တကျနဲ့ prompt ကိုအခြေခံအစပြီးဘယ်လိုမျိုးပုံတွေထုတ်ဖို့တဲ့ prompt တွေပြုလုပ်အောင်လဲဆိုရင်နည်းတွေ YouTube နဲ့ပတ်သက်တဲ့စီမံစည်းကမ်းတွေဒါတွေကိုသင်ပေးမယ် online class ကို join လုပ်ရတယ်ဆိုတာလေးကိုဖိတ်ခေါ်ပါတယ်စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ Kidu Success ရဲ့ Facebook page CV ကနေပြီးတော့အမြန်ဆုံးဆက်သွယ်လို့ရပါတယ်ပထမအဦးဆုံးရောက်တရာအထိကိုတော့ Canva Pro ကို free တုံပြုခွင့်ပေးတယ်မှာဖြစ်လို့အများဆုံးဆက်သွယ်ဖို့လုပ်တဲ့ဖိတ်ခေါ်ပါတယ်အားလုံးဆုံးထင်အောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်